ြင်းကြီးကြတဲ့ပုံကိုယ်တွေရဲ့အတွေးဝရိယရှိကြတဲ့ပုံကိုယ်တွေရဲ့အတွေးကိုခွဲခြားပြီးတော့ပြောထားတာအဲ့ဒီတုတ်တန်လေးကိုလည်းပဲဦးဇင်းကသဘောကျရတယ်ကိုယ်နဲ့လည်းပဲအရန်တိုက်ဆိုင်တယ်ပေါ့နော်လူတိုင်းနဲ့လည်းတိုက်ဆိုင်မလို့ထင်ပါတယ်နော်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကပြင်းချင်းရဲ့အကြောင်းဝရိယရှိခြင်းရဲ့အကြောင်းအကြောင်းတရားတွေကတူးနေတယ်ဒါပေမဲ့တွေးတာကပဲမတူတာဟုတ်ဆိုလိုတာကဒီအကြောင်းကိုပဲအကြောင်းပြုပြီးတော့ပြင်းញင်လဲရတဲ့ ်ဝရိယဖြစ်ခြင်းလည်းရတယ်အကြောင်းတရားကတော့ဒါပဲကိုတွေးလိုက်တာပုံမှာမူတည်ပြီးတော့ပြင်းတဲ့ရလတ်ထွက်လာမလားသို့မဟုတ်ဝရိယရလတ်ထွက်လာမလားဒါကိုအတွေးပေါ်မှာမူတည်တယ်ဟုတ်ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ပြင်းရခြင်းရဲ့ပြင်းရခြင်းကိုဖြစ်စေတဲ့အကြောင်းတရား၈မျိုးလုံလဝရိယကိုဖြစ်စေတဲ့အကြောင်းတရား၈မျိုး၈မျိုးကတော့အတူတော့အတူတူပဲအဲ့ဒါလေးကိုပေးသဘောတော့မှတ်ကြည့်မယ်နော်ဒါမှပြင်းရခြင်းရဲ့အကြောင်းပါပြောတော့ ယဟန်တွေကိုအဓိကထပ်ပြီးတော့ဟောတာပါဒီသုံးတာယဟန်တို့တဲ့ယဟန်တပါးဟိုနဝကမ္မအလုတ်တခုအမှုတစ်တခုအလုတ်တခုလောက်ရတော့မယ်ကိစ္စတခုပေါ်လာတယ်ပေါ့အလုတ်လောက်ရတော့မရှင် तू ဘလို့ရှင်းသားတော့ဆိုတော့ငါအလုတ်လောက်ရတော့မှဒါကြောင့်အလုတ်လောက်ရရင်တော့ပင်ပန်းမှာဒါကြောင့်အလုတ်မလောက်ရသေးခင်မှာငါကောင်းကောင်းအနားယူမှဖြစ်မယ်လို့သူစဉ်းစားနေတယ်ဟောအလုတ်လောက်ရတော့မယ်ဆိုတော့မလုတ်ခင်မှာဘာလုပ်ရမလဲ နာကျိုးပြီးတော့အနာယူထားမယ်လှုပ်တဲ့အချိန်မှာဒီအောင်လှုပ်နိုင်အောင်ပေါ့သူ့သဘောဟုတ်လားမလှုပ်ရသေးဘူးဟုတ်လားအလုနဝကံမှာအလုတစ်ခုနော်လှုပ်ရတော့မယ်ဆိုတာကိုတိလို့ကျိုးပြီးတော့သူနာယူထားတာပြဏာကြတဲ့အလုကိုသူမလှုပ်ဖြစ်ဘူးတစ်ချက်တခါအလုကိစ္စတွေပြီးသွားပြီနဝကံမှာအလုကိစ္စအမှုသစ်တွေပြီးသွားပြီပြီးသွားတော့သူကဘယ်လိုရှင်းတာတော့ငါဟိုတနေ့ကမှအလုတွေအများကြီးလှုပ်တာပင်မနေသေးတယ်ဒါကြောင့်ငါအနာယူလိုက်အောင်မယ်လို့စဉ်းစားတယ်တဲ့ကဲအချက်ရှိသွားပြီနော် လုတ်တွေမလုတ်ခင်တော့ကလည်းပဲအလုတ်တွေလုတ်ရလဲဥမယ်ဆိုတဲ့အတွင်းနဲ့သူပြင်းနေတာအလုတ်တွေလုတ်ပြီးပြန်တော့လဲအလုတ်လုတ်ပြီးပြီးပင်မနေသေးတယ်ဆိုပြီးတော့ပြင်းနေတာဟောနှစ်ချက်ရှိပြီနောက်တစ်ချက်ပါပြောတော့ဆိုတော့ခဏနေရင်ငါခီးသွားတော့မှာဟောခီးသွားကနေအတွေးလေးအဲ့တော့ခီးသွားလို့ရှိရင်နည်းနည်းတော့ပင်မနေမယ်ဒါကြောင့်ခီးမသွားခင်ငါနားအောင်မှဖြစ်မယ်ခီးမသွားခင်မလုပ်မယ်နားမယ်တဲ့အဲ့ဒါနဲ့သူတာတာပဲအိတ်တယ်ပေါ့ ဟောခကြီးကပြန်လာပြီ။ကံခကြီးသွားတယ်ရှိတော့သွားသွားလာပြီးတော့ပြန်လာပြီ။ပြန်လာပြီဆိုတော့ငါခကြီးရောက်မဆိုင်ပဲရှိသေးတယ်။ဒါကြောင့်ငါနားလိုက်အောင်မယ်တဲ့။ဟောမသွားခင်နဲ့နားတယ်ပြန်လာတော့လည်းနားတယ်ဘယ်နှပါရှိတော့၄ပါးရှိပြီ။ဒါပြင်းတဲ့ပုဂ္ဂိုလ်တွေအတွေးပေါ့နော်။နောက်တစ်ချက်ကယန်းတွေဟောတာဆိုတော့ဆုံးခံသွားတဲ့အခါကျတော့အစင်းကတိတ်မပြေဘူး။စွန်ဟင်းကကောက်ကောက်မရဘူး။နောက်ကိုယ်ရဲ့စိတ်တိုင်းကြဝဝလင်းလင်းနောက်စိတ်တိုင်းကြမရခဲ့ဘူးပေါ့။ ဲ့တော့ဘလို့စဉ်းစားတော့ဆိုတော့ငါကောင်းကောင်းမွန်မွန်စားတော့တာမရှိဘူးဒါကြောင့်နည်းနည်းငါအားနေနေတယ်ဒါကြောင့်ငါတက်တာတယ်လို့နေလိုက်ဦးမယ်လို့စဉ်းစားရတယ်ဟောပြီးဘဝမစားတော့လည်းပဲမစားရလို့မို့နားရတယ်ဟောနောက်တစ်ခါကျတော့ဆွန့်ခံသွားတာအရန်ဆင်ပြေတယ်ဆွန့်နေရင်ဒီအများကြီးကြတော့သူဘဝလည်းနေစိတ်တိုင်းကြစားရတော့ပါတယ်ပြီးစားတော့ပြီးတဲ့ခါကျတော့သူဘလို့စဉ်းစားဆိုငါဘိုက်တော်တော်လေးနေနေတယ်ဟုတ်လား နောက်စားတော့ပြီးတော့ဗါတော့ပိုက်တော်တော်လေးနေတယ်တဲ့အဲ့ဒါကြောင့်မလို့ငါနားလိုက်အောင်မေရှူတော့သူ့ရဲ့တွေ့ကြုံရတဲ့အကြောင်းအရာတွေကို तू ပြင်းဖို့ပဲ तू တွေးတာဟုတ်တယ်မဟုတ်လားကောင်းကောင်းမစားတော့လည်းမစားလို့မို့နားလိုက်အောင်မေစားတော့လည်းပဲစားလို့မို့နားလိုက်အောင်မေဟောစဉ်းစားနော်ဘယ်နှချက်ရှိတော့6ချက်ရှိသွားပြီနောက်တတွဲကဘာပြောတော့ဆိုတော့ကျမ်းမာရေမကောင်း ကျမကြီးမကောင်းတဲ့ခါကျတော့အော်ငါကျမကြီးမကောင်းဘူးတော်တော်အားနေနေတယ်အဲ့တော့ငါတက်တာတို့နေလိုက်အောင်မေဟောကျမကြီးမကောင်းတဲ့ချိန်မှာတက္ကသိုလ်ဦးဇင်းတို့ဘလို့နေကြတာတက်တာတို့ပဲနေကြတာနော်အစကံဘွဲသွားမယ်ဆိုရင်ဟဲ့ကျမကြီးမကောင်းမှုရှင်တို့ဘယ်သူမှသွားဖို့ကိုစိတ်ကူးမှာမဟုတ်ဟုတ်တယ်မို့လားကျမကြီးမကောင်းခြင်းကတရားဘာဝနာအလုပ်ကိုအထုတ်ဖို့အတွက်သူကတော့ခိုင်လုံတဲ့အကြောင်းပြချက်ကြီးတစ်ခုလို့တောင်းထင်ကောင်းထင်မယ်နော် ကျမရေမကောင်းတဲ့ချိန်မှာတရားဘာဝနာအလုပ်မလုပ်တာကတော့ခိုင်မာတဲ့အကြောင်းပြချက်လို့တောင်းထင်ကောင်းထင်ပဲဟုတ်တယ်မို့လားခုအဲ့လိုစဉ်းစားတာတို့ကအကျမရေမကောင်းဘူးဒါကြောင့်အာအာနေနေတယ်ဒါကြောင့်ကနားလိုက်အောင်ပဲဒါခါကျမရေကောင်းသွားပြီဆိုတော့ကဟုတ်လားကျမရေကောင်းသွားသူဘယ်လိုစဉ်းစားတော့ဆိုတော့ငါအခုမှနလန်ထသာပဲရှိသေးတယ်နလန်ထသာပဲရှိသေးတဲ့အခါကျတော့ငါဘာလို့အနားယူလိုက်အောင်ပဲအကင်သူ့ဟာလုံမဲ့စခန်းကိုမပါဘူး ဘယ်နှတွဲတော့၄တွဲ၈ပါးပြောတာเนาะဒါမြတ်စွာဘုရားဟောထားတာเนาะအမှုတစ်တေပေါ်လာတယ်အမှုတစ်တေလုတ်ပြီးသွားပြီเนาะခยีသွားခွင့်ကျုံလာတယ်ခยีကပြန်လာတယ်เนาะစွန်စားလို့အရှင်မပြေဘူးစွန်စားလို့အရှင်ပြေတယ်เนาะနေမကောင်းထိုင်မသာဖြစ်တယ်ယောဂပြောက်သွားတယ်၈မျိုးသလုံးမှသူဘလို့တွေးလိုက်တာတော့ပြင်းဖို့ပဲတွေးလိုက်တာเนาะဝရိယရှိတယ်လို့ကျတော့အလိုမဟုတ်ဘူးတဲ့ထန့်ကျင်ပတ်အမှုတစ်တေပေါ်လာပြီဆိုရင်ပါစင်းသားတော့ အလုတ်လုတ်မဲ့ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားအဆုံးအမတွေကိုနှလုံးသွင်းဖို့တိတ်မလွယ်ဘူးတဲ့ဒါကြောင့်အဲ့ဒီအလုတ်ကိစ္စတွေမရှုပ်သေးခင်မှာငါကြိုးစားပြီးတော့တရားအထုတ်ထားမှဖြစ်မယ်လို့သူစဉ်းစားနေတယ်အဲ့ဒါကြောင့်သူကြိုးစားနေတယ်တွေးပုံကလေးကိုပြောင်းဖို့ပဲလိုတာနော်တခါကြီးမိုင်းမြဟုတ်လား ခအလုတ်ကိစ္စတွေဆောင်ရွက်လို့ပြီးသွားပြီရှင်။အော်ငါဟိုတနေ့ကအလုတ်ကိစ္စတွေလုပ်နေတော့ဘာမှတရားဝင်ငါထိထိရောက်ရောက်မလုပ်ခဲ့ရဘူး။ဒါကြောင့်အဲ့ဒီအလုတ်တွေပြီးသွားပြီအကင်ခုမှပဲငါအေးစီစီတရားအထုတ် တော့မယ်ဆိုအထုတ်တယ်လုပ်တယ်။တွေးဖို့မတူဘူးနော်။အတွေ့အကြုံကတော့အတူတူပဲတွေးဖို့မတူတာနဲ့ဟိုတယောက်ကတော့ပြင်းသွားဒီတယောက်ကတော့အလုတ်လုပ်တယ်။ဟုတ်လား။အဲ့လိုပဲခီးသွားခွင့်ကျုံလာပြီခီးသွားတော့မရှိဘူး။သူပါစင်တာလို့။အော် ခီးသွားရင်ဘာတွေတွေ့မယ်ဘာတွေဖြစ်မယ်လို့မသိဘူး။ ဒါကြောင့်ခကြီးမသွားရသေးခင်မှာငါဒီအလုပ်ကိုစောက်ချပြီးတော့လှုပ်ထားမှဖြစ်မေးလို့ तू ကစဉ်းစားပြီးတော့အလုပ်လုပ်တယ်တဲ့။တရားလုပ်ကိုပြောတာနော်။ခကြီးကပြန်လာပြီးဆိုတော့ तू ဘလို့စဉ်းစားတော့ငါခကြီးတွေလျှောက်သွားနေတာနဲ့ခပ်ပေါ့ပေါ့ပဲနေခဲ့မိတယ်။နော်။တိရအောင်ငါတရားအလုပ်ကိုမလုပ်ခဲ့ရအောင်။တော့ခကြီးကပြန်လာပြီးဆိုတော့ငါအေးသွားတယ်။အဲ့လိုဆိုရင်တော့ငါအလုပ်လုပ်မှဖြစ်မယ်ဆိုတော့ तू လုပ်တယ်တဲ့။အဲ့လိုပဲဦးဇင်းတို့ဆုံးခံသွားတာအရှင်မပြေဘူး။ဆုံးစားလို့အရှင်မပြေဘူး။ အဲ့တော့သူကဘယ်လိုရှင်းသားလို့ဆိုတော့စားမကောင်းတော့မှငါခန္ဓာကိုပို့ပြီးတော့ပေါ်ပါနေတယ်ဒါတရားအလို့အထုတ်ဖို့နဲ့အရင်တင့်တော်တယ်ပေါ့ဒါကြောင့်ငါပေါ်ပေါ်ပါပါတရားအထုတ်မယ်လို့ရှင်းသားတယ်စားလို့ကောင်းပြီခိုင်ပြည်စုံလို့အကုန်လုံးအစင်းတွေပြည်လို့စားလို့တောက်လို့ကောင်းပြီဆိုတော့သူဘယ်လိုရှင်းသားတော့အခုမှငါအားပြည့်တဲ့အတွက်ကြောင့်ငါထိထိရောက်ရောက်တရားကိုလုံးမယ်လို့သူရှင်းသားတယ်ရှင်းသားပုံလေးကြွားသွားတာနော်အဲအဲ့ဒါနဲ့ဦးဇင်းတို့ဗာကျန်နေတော့ကျမ်းမာရေးဟုတ်လားကျမ်းမာရေးကြသူဘယ်လိုရှင်းသားတော့ဆိုတော့ ငါအခုယောဂဖြစ်တယ်ဒီယောဂကတေမြန်တေသွားလိမ့်မလားမသိဘူးတကယ်လို့တေသွားမယ်ဆိုရင်ငါဘာမှလုံးနိုင်မှာမဟုတ်ဓာတ်တဲ့ဆိုးသွားမယ်ဆိုရင်ငါအထုတ်ဖို့ခွင့်လန်းနဲသွားလိမ့်မယ်ဒါကြောင့်ဒီယောဂဖြစ်နေတဲ့အချိန်မှာပုံမဆိုးသေးခင်မှာငါအကြီးကြီးလုံးမှဖြစ်မယ်ဆိုပြီးတော့လုပ်တယ်တဲ့ဟာယောဂပျောက်သွားပြီဆိုတော့ဘယ်လိုစဉ်းစားသလဲတော်ပါသေးရဲ့မတေကောင်းမပျောက်ကောင်း ယောဂဖြစ်နေတော့ငါဘာမှမလုပ်ခဲ့ရဘူး။ဒါကြောင့်ယောဂပျောက်သွားပြီ။နောက်တစ်ချိန်ဒီလိုယောဂတွေမဖြစ်ဘူးလို့လည်းမဆူနိုင်ဘူး။ငါလုံးဝဖြစ်မယ်ဆိုပြီးတော့သူကြိုးစားတယ်တဲ့။ဟုတ်။အဲ့တော့ဥစဉ်စိတ်ဝင်စားတာကမြတ်စွာဘုရားရဲ့ဒေသနာဉာဏ်ကိုအံ့ဩတာပါ။ပြင်းတဲ့လူကလည်းပဲဒီရှိချက်ကိုပဲကြည့်ပြီးတော့ပြင်းသွားတာ။လှုပ်တဲ့လူကပဲဒီရှိချက်ကိုပဲကြည့်ပြီးတော့လှုပ်သွားတာ။အဲ့ကိုဘလို့တွေးလိုက်တာတော့အဲ့ဒါကကိုယ့်ရဲ့ဝရိယသို့မဟုတ်ပြည့်ရခြင်း တမျိုးမျိုးကို ဖြစ်စေတယ်ပေါ့ဒါကြောင့်ဒီဒေသနာလေးကိုပေးသက်ပေါင်းတယ်မှတ်သားထားဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ပြင်းကျင်လဲကိုပဲလှုပ်ခြင်းလဲကိုပဲဒါကြောင့်ပေးသက်ပေါင်းတယ်ပေါင်းလို့နော်ပြင်းကြီးခြင်းရဲ့အပြစ်ဝရိယရဲ့အကျိုးကျေးဇူးတွေကိုအများကြီးစဉ်းစားပြီးတော့ဝရိယကိုထက်သန်အောင် မြင့်တင်ရမယ်ပေါ့ဟုတ်လား